ကလစ်ပန်ပြို့သူဒေါ်လန်ကလစ်ကာများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ဟောဒီနွေဦးဒေါ်လန်ရေးထဲမှာနီးပညာလမ်းနဲ့ကိုခံဆွဲပြီးတော့ဒေါ်လန်လာခဲ့တဲ့ကျွန်တော်တို့ရဲ့ YouTube channel လေးဖြစ်တဲ့ Click on Universe YouTube channel လေးရနေပြီးတော့တပံပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တော့ဆရာကြီးတော်ရေးသားထားတဲ့ စာအုပ်လေးရဲ့အပိုင်းဆက်အပိုင်းတင်လေးတွေကိုဆက်လက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာဆရာကြီးတော်ပြောသလိုပါပဲတက်ကျန်းဆိုပေမဲ့ဒါလေးလေးပြပြမျိုးဖယ်နဲ့အော်ပေါ့ပေါ့ပါလေးနဲ့ဟာတလေးနဲ့နောပြီးတော့ရေးထားတဲ့စာအုပ်လေးမလို့နာတော်တာမစင်ခင်လေးမှာပါဠိတွေကိုအကျော်လျှော်ထားဖို့ကြိုပြီးတော့ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့အဲဒါဆိုရင်တော့ပလီစီကိုတွားလိုက်ရအောင်ဗျာ ော့ပစ်ဖော်သူတစ်ပါးကို နားဝင်အောင် ပြောကိုယ်တိုင်လဲလိုက်နာလူတွေကိုမော်ကြည့်ပြီးတော့အားကိုးစရာမလိုအောင်ပညာလုံးလောစွာတတ်ထားတဲ့သည်ပြီးလျင်လူတွေကိုငုံကြည့်ပြီးတော့အထင်မသေးအောင်မြင်တတ်သောပညာကို ပို၍ပဲတတ်ထားတဲ့သည် လူတော်တော်များသည်သူတစ်ပါးကိုခြားနာလှပါသောစည်းကမ်းချက်များကိုချမှတ်တတ်ကြပေမယ်။ကိုကိုရိုင်းကြတော့လေးရင်လေသလိုထိုစည်းကမ်းများကိုပင်ချိုးဖောက်တတ်သောလူသားများလည်းများပြားလာသည်။အမှန်ကကိုချမှတ်ထားသောစည်းကမ်းကိုကိုရိုင်းလိုက်နာပါမှထိုစည်းကမ်းသည်တန်မိုးရှိသောစည်းကမ်းဖြစ်မည်။ကိုရိုင်းမဆောင်နေနိုင်ပေနဲ့ချိုးပါမည်ဆိုရင်သူတစ်ပါးကိုချမှတ်ထားသောစည်းကမ်းသည် အမားကဘွားကနေနဲ့ပေါ်လာလိမ့်မည်မိစွေတို့အကြောက်ကြမယ်ထင်ပါသည်ကြောင်းဝန်တဲ့ဆိုင်မတိရပုံဖုံကြီးဘုန်းတော်ကြီးတပါးကသူကြောင်းဝန်အတွင်းနဲ့ကြောင်းပြဝုံနာမှာဆိုင်မတိရဘူးလို့အမိန့်ထုတ်ထားပါသည်ရွာသူရွာသားတွေဆိုတော့ဖုံကြီးကိုကြောက်လို့ထိုးစည်းကမ်းကိုလည်းမချိုးဥဖောက်ရေချတခါတော့ အချားရွယ်များတွင်အလူဘွက်ကထိန်ဝဲများတွင်ဆိုင်းနဲ့ဝိုင်းနဲ့စီကားတိုင်မြိုက်နေသည်ကို အားကြသောတကြီးနှင့်ရွာသားများကထိန်ဘွက်တွင်ဆိုင်းထရမည်ဟုချိန်ပြီးတော့စီစဉ်ကြသည်ဆရာတော်ကိုလည်းအတိမပေးဘဲနဲ့လုံမည်ဆရာတော်စိတ်ဆိုးလျင်လည်းပြီးတော့မှပဲတောင်းမှန်မည်ပေါ့ကိုရတူကိုရရွာသူရရွာသားများကိုလည်းစီကားခြင်းတကိုပွဲနေလဲရောက်တော့ကျောင်းဝင်းနဲ့လဲဆိုင်းလဲတီးရော ဘုရားကန်းထဲကနေဆရာတော်ကသင်္ကန်းကြီးခေါင်းပေါင်းပြီးတော့ထွက်လာသည် သူနှကန်းကိုသူကြိုက်ပြီးတော့ဆရာတော်ပုံကတကူးကူးကိုအလွန်မင်းထိမ့်ချုပ်ထားရဲ့ပုံမျိုးပေါ်နေသည် အထိတ်တလန့်ဖြစ်သွားသည်တကြီးအားလဲစစ်စစ်စိတ်မစိုးပါနဲ့ဘုရားတပည့်တော်တပည့်တော်တို့မင်းတို့ငါကြောင်းပရဝုန်ထဲမှာဆိုင်မတိရဘူးလို့အမိတ်ထုတ်ထားတာမသိဘူးလားကွာတိတိတိပါတယ်ဘုရား ဒါပေမဲ့လည်းကိုကြောင်းရဲ့ကထဲကိုစီစဉ်လို့အရေးစွန်ပြီးတော့ဆိုင်ဆိုင်ထရပါဗျာ။ဟေးအခုမှတော့လည်းရှိပါစေတော့ဗော။ငါဝါဒနာညာတိလို့ဆိုင်မတရအမိန့်ထုတ်ထားတာ။ငါငငယ်ကလေးကဆိုင်နံကြရင်မနေနိုင်ဘူး။တခါတည်းထထပ်ပြီးကကျင်တာ။အခုမှတော့လည်းမထူးတော့ပါဘူး။ကဲဒါပိုင်းလောက်ဆွဲလိုက်ရအောင်ရွာသားကြီး ဟဲ့ရဲ့ကြီးသူတို့ဟန်မူပိုဟဲ့ဘာလဲရဲ့ကြီးသူတို့တို့ဖြစ်တော့အခါမိမိကိုယ်တိုင်ချမှတ်တော့စီချမှတ်ခဲ့တော့ကြက်စရာကောင်းသည်ဆိုတော့စီကံမှာရှင်းစရာအဖြစ်တို့ရပါပါတော့သည်ထို့ကြောင့်ကိုကိုယ်တိုင်လိုက်နာတင်တဲ့လောက်သာစီကံချမှတ်ပါ ယခုခါကုမ္ပဏီများတွင် တွေ့နေရပါသည်ကုမ္ပဏီတို့ အလုသမားအား9နာရီအရောက်လာမည်6နာရီမှာအလုဆင်းရမည်ဟူသောစည်းကမ်းချက်ကို ချမှတ်ထားပါသည်ဤဒီကိုကုမ္ပဏီပိုင်ရှင် ကိုယ်တိုင်က9နာရီတွင် အရာထဲ၌သာရှိနေသည်သည်မိသည့်အလုသမားက9နာရီတွင်ရှောင်မည်နီကုမ္ပဏီပိုင်ရှင်က နေခင်း2နာရီမှပြန်သည်မိသူက လေးနာရီအထိနေကြမည်နီမည်သူမှချမ်းမတ်ထားသောစီကံကို လိုင်းနာလိမ့်မည်မဟုတ်ဤတွင် ပြောစရာစကားရှိသေး၏လူတယောက်သည် သူ့ဆရာသခင် သူ့မိတ်ဆွေတို့အသက်ပင်ဆွနိုင်၏သို့တော်လည်းနားပူခံနိုင်လိမ့်မည်တော့မဟုတ်အဲ့လေကျွန်တော်တို့လူမျိုးတွေပြောရတယ်မှာ အလုံးလို့ရတာကြိုက်တဲ့လောက်ကြောဘူးပဲစေကြောဘူးတာရတယ်။ဒါပေမဲ့နားနာကိုတွတ်တွတ်နဲ့လိုင်ပြောနားပူအောင်လှုပ်တာတော့နားမကတ်တော့ဘူး။စကားချုပ်ရွေးတာတကားတစ်ခုပြချင်ပါသေးသည်။ចောင်းသွားကန်နေမိခင်နဲ့ကလေးဝုန်းနိုင်ကျဲနေကြသည်။ပြက်တနာကကလေးကိုတိုက်တော့နနက်စာဆံပြုတ်ကိုကလေးကငင်းနေလို့ဖြစ်ပါသည်။ကလေးကကောင်းပါသည်။မိခင်ကဘလို့ပဲရှော့ရှော့ဘလို့ပဲရှော့ရှော့ မတောက်ရီးချမတောက်ရီချိုးကန်းထဲမှထွက်လာတော့ဖခင်ကလည်းထိုပြက်တနာကိုတတိပြုမိသွားသည်အဲဒီသားမိဘာလို့ဖြစ်နေကြတာလဲဒီမလေးကို့သားစံပြုတ်တောက်ပါဆိုတာကိုမတောက်ဘူးတေမလောက်ညင်းနေဒါကို तू တောက်သွားရင်တနေ့လုံးဘိုက်ဆာတောက်မတော်ရင်တနေ့လုံးဘိုက်ဆာနေမှာဆိုလို့ဒီကတိုက်နေရတာဩဒါလေးများกว่าဒါလေးလာပါဦးဖေဖေနာဦးဖခင်ဟာ တားနာကိုကပ်၍စကားသခွန်တီတိုပြောလိုက်သည်တားငယ်ကမျက်လုံးပြူသွားပြီးတော့ဆံမျိုးစလုံးကိုပြေးယူ啊တချိန်တို့မော့ရှလိုက်ပြီးတော့လွဲအိတ်ကလေးကိုလွယ်ပြီးကြောင်းကိုလစ်ချသွားသည်အံဩမင်တက်နေသော မိခင်ကဟမ်ဒီလောက်ဒီလောက်ဆံမျိုးကြောက်တဲ့ကလေးကိုတခါတည်းနဲ့မော့တောင်းရှင်းကဘာပြောလိုက်တာလဲလွဲပါရဲ့မိမရဲ့ဒါဒီဆံမြုပ်ကိုမမမတောက်ရင်ဒါရွှေပန်လေးကကြီးလာမှာမဟုတ်ဘူးလို့ အဲ့ဒီခါတော့မိမလှုပ်တဲ့သူကစံပြုတ်စလုံးနဲ့သူ့ယောက်ျားချောင်းခေါင်းခေါက်လိုက်တယ်ခေါင်းခေါင်းခေါင်းဟာမိမကလည်းဘာလို့ခေါက်ရတာလဲရှင်မငငယ်စံပြုတ်မမမတောက်ခဲ့တာဟွန်း တောင်းလာတယ်ပြောပါရဲ့ဘဝအောင်မြင်ရေးမှာကိုယ်တိုင်ချမှတ်တဲ့စီကံကိုကိုကိုယ်တိုင်လိုက်နာရမယ်ဆိုတာကိုဟုတ်ကဲ့နောက်ရက်တွေမှာနောက်ထပ် topic အပိုင်းဆက်လေးတွေနဲ့လာပြီးတော့ဘလို့မျိုးတက်လန်းတက်ချံဘဟုတုတာလေးတွေအများဝေပြမလဲဆိုတာလေးကိုတော့စောင့်မျှော်ပေးပါအောင်ခင်ဗျ အချိန်ပေးပြီးတော့နားစင်ကလစ်ပေးခဲ့ကြတဲ့ဒေါ်လန်ကလစ်ကအထူးကြောက်ချင်စီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒေါ်လန်ကလစ်ကများအားလုံးပဲတဘာဝတရားကြီးရဲ့ဘေးအန္တရာယ်ဆိုးတွေစစ်မိတ်စာဖက်စစ်ကောင်ရဲ့အန္တရာယ်နေပြီးတော့အမြန်ဆုံးအမြန်ဆုံးလွတ်ကင်းနိုင်ကြပါစေခင်ဗျာဟုတ်ကဲ့ဒေါ်လန်ကလစ်ကများအားလုံးပဲခဏတာ ်ရဲရှင်ပျော်ရှင်အားခြင်းဖြင့်ဘဝမောရီတောကမောရီပြည့်ဖြောင်းနိုင်ပါစေလို့ကျွန်တော်ဆုမတောင်းပေးလိုက်ပါတယ်ခင်ဗျာတဘာဝဘေးရနေဆိုလို့ထပ်ပြီးတော့ပြောလိုက်အောင်မယ်ဗျဟုတ်တော်လန်ကလစ်ကာတို့လည်းတည်ပြီးသားပါမြန်မာနိုင်ငံမှာအခုကျွန်တော်တို့နိုင်ငံကြီးထဲမှာခြောက်နေတဲ့တဘာဝကပ်ပြီးငလျင်ပေးပြီးပေါ့ဗျအဲ့ဒီထဲမှာမြို့တွေ ွာတွေတော်တော်များများပြည့်စုံဆုံးရှုံးထားရဲ့ဗျအဲဒီမှာကျွန်တော်ကတော့အခုလက်တလောဆက်သွယ်ရေးတွေခက်ခဲနေတဲ့လက်မဆက်သွယ်ရေးတွေရောအစားအသောက်ရခက်ခဲနေတဲ့စကားမျိုးလေးကိုအကြောင်းနည်းနည်းလေးပြောချင်တယ်ဗျအဲဒီမှာလေးငလျင်ထဲမှာစကားမျိုးကအတော်လေးကိုထိကြိုက်သွားပြီးတော့ မြို့ကိုတက်မြို့လုံးပြတ်သွားပြီးတော့မြို့ပြတ်ကြီးလို့ဖြစ်နေတယ်။အာနေရာတိုင်းမှာလည်းအကုန်လုံးကအနေထိုင်နေကြီးပဲ။ဒါပေမဲ့ကဲဆယ်ကြီးတွေကလည်းတနားရီတလောက်အရောက်နဲနေရပေါ့ဗျာ။ပြီးတော့လည်းလေဟိုအာနာယူဖက်စစ်မိစာကောင်ဘက်ကကျတော့လည်းသူဘက်ကတော့လက်ကြည့်ကြမလို့သူတို့ကမိစာလို့သူတို့လုံပါပဲ။တလောက်ကြီးငွေလေးနေလှုပ်ပြီးတော့ပြပြတ်နေတာတော့မှသူတို့က ုံချလင်းနဲ့ဘုံချတာအဲ့လိုဘုံကျဲရမပြတ်ဘူးလေအဲ့တော့သူတို့ဘက်ကသွားပြီးတော့မျောလင်းစရာမရှိဘူးကျွန်တော်တို့ပြည်သူတွေမှာကကျွန်တော်ပြည်သူတွေပဲရှိရဲ့အဲ့ကျတော့လက်ချင်းချင်းလိုအပ်တဲ့အကူအညီလေးတွေကိုတန်းနိုင်တယ်လို့ပေါ့ဗျာတန်းနိုင်တဲ့ဘက်ကနေပြီးတော့အဲ့လိုအကူအညီလေးတွေကူညီပေးကြပါလို့မြင်တာခံပါတယ်ခင်ဗျာပြီးတော့လေလေအဲ့ဒီအခုငလင်းကက်ဖေးနဲ့အတူပဲ မြို့ပြရဲ့ပေါ်မှာတော်လန်နေကြတဲ့ညီကိုမောင်နှမတွေအတော်လေးထိခိုက်ဆုံးရှုံးကြတယ်အနားယူသွားတဲ့သူတွေလည်းရှိတာပေါ့ဗျာသူတို့တွေအတွက်ကျွန်တော်တို့ပိုးပြီးတော့စူးစမ်းပေးရမယ်ပိုးပြီးတော့ရုံပေးရမယ်အရာမှပဲသူတို့လည်းအီချမ်းရာဘဝနေပြီးတော့ခြေနားနိုင်မယ်လို့ထင်ပါတယ်ဗျဟိုဘက်ရက်ွက်ပြောသူတို့ဟိုဘက်ရက်ွက်ကအပြုံးနဲ့ပြောရမယ်ဆိုရင်တော့ အော်ကျွန်တော်တို့တော်လံပြည်သူတွေကတဘုံနေပေါ့ဗျာအဲ့တော့ကျွန်တော်ကျွန်တော်အပါဝဲတဘုံပဲပေါ့ကျွန်တော်ကတော့ဒီထဲမှာစာနဲ့တော်လံနေဆိုတော့တဘုံပေါ့စာပေါ့အဲ့ကြောင့်မို့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဗျာကျွန်တော်တို့ပြည်သူတွေမှာကျွန်တော်တို့ပဲရှိတယ်အဲ့တော့အချင်းချင်းရိုင်းပင်ကူညီကြပါလို့တက်ဆက်ပြီးတော့မြေတားရေခံပါရခင်ဗျာဟုတ်ကဲ့ ကျွန်တော်ကတော့ကျွန်တော်မြန်နိုးတဲ့စာပင်နဲ့တော်လန်နေတဲ့တဘုံပေါက်စအဆယ်ပါခင်ဗျာအဆယ်ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့ထိထားပြီးမှတ်ထားပြီးကြပါခင်ဗျာဟုတ်ကဲ့တော်လန်နေစေနေ့ရများပါခင်ဗျာနောက်ဆုံးအနေနဲ့ပန်းနိုင်သူတဲ့ညီကိုမောင်နှမတွေကိုတရင်စကားလေးပါပေးချင်တာကကျွန်တော်တို့ရဲ့ဒီတိုက်ပွဲကနိုင်ကိုနိုင်ရမဲ့တိုက်ပွဲ နိုင်ကိုနိုင်မဲ့တိုက်ပွဲအဆုံးသက်တိုက်ပွဲအရင်တော့တော်ရင်စခန်းနေရနေပြီးတော့အခုမြို့ပြတွေထိပါရောက်လာပြီဆူနာမီရေလိုင်းတွေလိုမျိုးပဲတလိုင်းပြီးတလိုင်းလာပြီနောက်ဆုံးလိုင်းအိမ်ကိုပြန်မဲ့လိုင်းဟောဒီလိုင်းကနောက်ဆုံးလိုင်းအာနာရှင်နဲ့အာနာရှင်စနစ်တစ်ခုလုံးကိုဖြိုချ ဖြက်စီးပြစ်မဲ့လှိုင်းဟုတ်ကဲ့တော်လန်နေစေနေ့ရများပါခမညာ